တော်ရရှင်များလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာချစ်လိုင်ရဲ့အယောင်တယောင်ပေါ်မှအယုတ်တယုတ်ဤအရေးဆိုတဲ့ဝတ္ထုတော်ကိုနားဆင်ရမှာဖြစ်ပါတယ်အငိမ့်ဖွဲ့ဇက်ဖွဲ့တွေအတော်များများမှာ ကျင်လည်ခဲ့လုတ်ခဲ့ကင်ခဲ့ဘူးလို့အခုလက်ရှိအရွယ်ထီလဲဇက်ထဲမှာပဲလုံနေစဲမှု လူပေလူတေကြီးကလည်းဖြစ်ပြန်တာကြောင့်နောက်ပြောင်ခေါ်ရာကနမယ်ရင်းပြောက်ပြီးဇက်ဆွေးကြီးလို့အမိတွင်နေတယ်ဇက်တဘာဝဇက်အထာနဲ့ဇက်တဘောဇက်အကျော်ကိုတော့ကြေလိုက်ညက်လိုက်သမှအားလုံးကကိုတိတိသားသားတမျိုးမတိမသားတမျိုးဆရာတင်ညရတယ်ဇက်ဆွေးကြီးကိုလိုတဲ့ဇက်စုပ်မှာလိုတလိုသားတော့ သူ့ဇက်ရုပ်ကိုသူပြပြတတာတရုပ်ဆောင်သွားနိုင်နာကြီးပဲကြံခိုင်းမလားလွမ်းခိုင်းမလားလူပြက်လှုပ်ခိုင်းမလားမင်းသားကြီးပဲလှုပ်ခိုင်းအောင်မလားရှားပြားတန်ရှားရင်တန်အာတန်နှာတန်တွေနဲ့ခေါင်းခါခြေလက်ဟန်ချက်ညီညီကပြပြီးပြိတ္တအာယုံကိုခေါ်နိုင် ထိမ့်နိုင်တဲ့အထီကို စွန်းနေဒါပေမဲ့ဘယ်ဇက်ရုပ်ကိုမဆိုတုံသေးတောင်းဝင်အဖြစ်နဲ့တော့ထားလို့မရဘူး မကြီးငွေသေးသမျှတော့ပုံသေးဇက်ရုပ်တရုပ်နေနဲ့လုံနေကြိုင်နေပေမဲ့အဲ့ဒီဇက်ရုပ်ကိုကြီးငွေလာရင်ဇက်ရုပ်ပြောင်းခိုင်းတယ်ပြောင်းခိုင်းလို့ပြောင်းပေးရင်ပေးမပေးရင်အကြီးလှန်တော့တာပဲအကြီးလှန်တယ်ဆိုတဲ့ဇက်စကားကိုအရက်စကားနဲ့အတိတ်ပဲဖလှယ်ရရင်ပညာသားပါပါနဲ့ထော်လော်ကန့်လန့်တွေလှုပ်လာတယ်လို့ပြောရမှာပဲအတူလှုပ်လှုပ်ခဲ့မှုတဲ့တချို့အငိမ့်ထောင်ဇက်ထောင်တွေကဇက်ဆွေးကြီးကိုပြန်အရွက်တိုက်ပြီး ကားလိတ်တင်ကားလိတ်ချနေရာမှာပစ္စည်းအတင်ချနေရာတွေမှာထားဘူးတယ်ဇက်ဆွေးကြီးကကြည်ကြည်နက်နက်လက်ခံပြီးမငီးငွေသေးသမျှတော့လှုပ်တာပဲဘာပဲလှုပ်ရလှုပ်ရဘာပဲခိုင်ခိုင်သဘောတူထားတဲ့ညာကြီးကိုတော့အယော့လည်းမခံဘူးပို့ဖို့လည်းမလိုဘူးဒါတစ်ချက်ကိုတော့သူ့မူသေးကင်ထားတယ်စာချုပ်ထဲမှာလည်းထည့်ချုပ်ထားတယ်အိမ်အောင်ကြဘူးပဲမဲ့ဇက်ဆွေးကြီးမှာတားထောက်သမိခံမရှိဘူး ိမ်နောက်သက်၄-၅နှစ်မှခလေးမထွန်းကားခဲ့ဘူးခလေးကလည်းမရဇက်ဆွေးကြီးကလည်းဖဲသမားလုံးလုံးအဖြစ်နဲ့လင်သားတောင်ဝင်မကြည်လီတော့အိမ်နောက်ကွဲသွားတယ်ဒီဘက်နောက်ပိုင်းမှာကြုံတယ်လို့ကြတယ်လို့ကြုံရကြရမှာအပူပဲအကြောင်းကြမဲ့သွာလာနေထိုင်စားတော့တယ်လင်မယားကွဲကစားတနစ်မရှိတဲ့ရှိတဲ့လောက်ထိဖဲပြက်သွားပေမဲ့နောက်ပိုင်းမှာပြန်ကစားလာလိုက်တာအခုချိန်ထိပဲ ဇက်ဆွေးကြီးဆွဲဆွဲလန်းလန်းမူသေးပုံသေးလောက်တာ ဖဲသမားဇက်ရုပ်တခုတည်းပဲလို့ဟိုလူက ပြောဒီလူကပြော ပြောကြတဲ့အခါဘာမှပြန်မပြောပဲပြုံးနေတတ်တယ်။တကယ်လဲဖဲချက်ကိုကန်ရမှဖဲပွင့်ကိုကြည်ရမှကစားမဲ့ဘက်မရှိရင်တယောက်ထဲလဲကစားနေတတ်တဲ့သူ။တခုတော်သေးတာကသူ့ဇက်အလုတ်ဖက်မှာတော့ပြက်ပြက်ကွက်ကွက်မရှိပဲတောင်းဝင်ကြည့်ရှာတယ်။ဒါကြောင့်လဲသူ့ကိုတုံးပြစ်နေကြသေးတာ။ တို့ခန့်ငယ်ငယ်တုန်းကတော့မင်းသားမင်းသမီးအရေးသွေးရှိမှမင်းသမီးလည်းပညာပြည့်စုံမှလူပြက်ကလည်းလူပြက်ပီပီတတပြက်တန်းမှအခုခေတ်ကတော့ပြင်မဟုတ်တော့ပါဘူးဇက်စာကြက်ရမှာကိုပဲတေးသိမ့်နေသလိုလိုကိုကပဲအဆအဆရရလူလူတိနေတက်နေသလိုလိုနဲ့ကို့အလုပ်ကို့ပညာကို လေးစားရကောင်းမှန်းစီးပူးရကောင်းမှန်းတော့မသိကြပဲတော်သလိုရောသလိုပေါ်ပေါ်နေပေါ်ပေါ်လို့ ပေါ့ပေါ့စားတဲ့ခစ်ပဲကိုတိုင်းကကို့လုတ်ကိုတံမိုးမထတော့ဘသူကရောကို့လုတ်ကိုတံမိုးထားပါဦးမလဲဒါကြောင့်ဒီကနေ့ခစ်ဒီကနေ့အခါမှာအငိမ့်တွေဇက်တွေကိုဟိုပြိသက်ကဟိုတုံးဟိုအခါကလောက်စိတ်ဝင်စားအားမပေးကြတာပေါ့ပြင်းရင်တန်လို့မှမပြင်းရင်ထမင်းရှာစားဖို့တောင်ပူပြီးခက်ခက်လာဦးမယ် ကဲပါဦးဇက်ဆွေးကြီးရဲ့မင်းသားမင်းသမီးနဲ့လူပြည့်ပညာတွေကို ရှင်းပြစမ်းပါကျမတို့မှတ်သားကြရတာပေါ့ရှိန်မင်းသမီးယတနာကြီးကဇက်ဆွေးကြီးကို ရှင်းပြခိုင်းတယ်ဇက်ဆွေးကြီးကယတနာကြီးအပါဝင်၃ရောင်စလုံးရဲ့မျက်နှာကိုစိစိတင်းတင်းကြည့်ပြီးမှမျက်နှာကြောကိုလျှော့လိုက်ပြီးမင်းသမီးကစပြောမယ်အသေးချာနားထောင်ပိုးမွေးမျောခေါအောင် ဇောလူပယူအသေးပြည့်တဲ့ဒါမင်းသမီးကောင်းဖြစ်ဖို့တက်ကိုတက်ရမယ်ပညာတွေပဲပိုးဆိုတာကမိမနောက်ပိုးတက်ရမယ်လင်ပိုးတက်ရမယ်မွေးကတဒံလုတ်တိယုံနဲ့တူအောင်ခလေးမွေးတက်ရမယ်မျောလင်မျောတက်ရမယ်ခေါ်လင်ကိုခေါ်တက်ရမယ်လင်ခေါ်ရင်ထူးတက်ရမယ်အောင်ဆိုတာကရှင်မအောင်ဖြူဇက်ကိုနိုင်အောင်ကနိုင်ရမယ် ဘာဖြစ်လို့ရှင်မအောင်ဖြူဇက်ကိုနိုင်အောင်ကနိုင်ရမလဲဆိုတော့ရှင်မအောင်ဖြူဇက်မှာကအငိုယိုအီမောလင်းပြစ်သားပြစ်စတဲ့ဇိရိုက်စုံပါတာကြောင့်ပဲဇောဇောကကတရမယ်လူလင်းလူသားလူလူတရမယ်ဘဘလူကကတရမယ်ယူအယူလို့တရုပ်ဆောင်နိုင်ရမယ်သေကလင်းသေးသားသေးလူသေးအဲအဲ့ဒီအသေးကိစ္စမှာအပူတိုက်နိုင်ရမယ် ပြစ်ကတော့လင်းပြစ်သားပြစ်ကိုဆိုလိုတာပဲလင်းပြစ်သားပြစ်ခံရလို့ပူတဲ့အပူမျိုးကိုတရုတ်ဆောင်နှံရမယ်ဒီလိုအတက်ပညာတွေနဲ့ပြည့်စုံတဲ့မင်းသမီးမျိုးကိုမှမင်းသမီးပညာစုံတဲ့မင်းသမီးကောင်းလို့သတ်မှတ်ကြတာအာမလွယ်ပါလားဦးဆက်ဆွေးကြီးရဲ့ယရနာကြီးကစကားဝင်ထောက်တယ်ညီတို့ခင်မမင်းသမီးဖြစ်ဖို့ကလွယ်ပါတယ်အေးကိုလုံးကိုယ်ရေလေးတောင်းတောင်းတင်းတင်းနဲ့ ကြာပြစ်ကောင်းပြီးလက်ခုပ်တီးရင်တံပြန်ဟစ်တဲ့ရင်မင်းသမီးဖြစ်နေတာပါပဲဥသက်ဆွေးကြီးကလည်းနှိမ်လိုက်တာသမီးတို့မင်းသမီးတွေနေရမရတာတော့ထဲ့မပြောဘူးဘယ်သမင်းသမီးကလက်ခုပ်ပဲထိုင်တီးကြင်ပါမလဲဟုတ်တော့ဟုတ်ပါတယ်ဒီကိစ္စလဲဇက်တပင်မှာပြောင်းလဲဖို့ကောင်းနေပြီကဲဒါကိုထားတော့မင်းသမီးပြီးရင်လူပြက်ကိစ္စဆက်ပြောမယ်လူပြက်တော့မဟုတ်လူရွှင်တော်ပေါ့လေ လေယူမျက်နှာမူယာမချို့ခေါ်ပို့ထိမိငါမျိုးရှိမှတ်ပြီးပြက်လုံးကောင်းတဲ့လေယူဆိုတာကလေယူလေသိန်းကောင်းရမယ်လို့ဆိုလိုတာမျက်နှာကမျက်နှာထားထားတယ်ရမယ်မူယာမချို့ဆိုတာကတော့ကိုဟန်မူယာကောင်းရမယ်လို့ဆိုလိုတာခေါ်ပို့ကပြက်လုံးကိုခေါ်တဲ့ပို့တယ်ရမယ်ထိမိကတော့စကလုံးကိုထိထိမိမိတုံးတယ်ရမယ်အဲ့ဒီငါးမျိုးကိုပြည့်ပြည့်စုံစုံနဲ့ပြက်တဲ့ပြက်လုံးကိုမှ ြက်လုံးကောင်းဖြစ်တယ်လို့ဆိုလိုက်တာပဲငါဒါအချင်းလောက်ပဲရှိသေးတယ်လူပြက်ပြက်ပုံပြက်နီးတွေဆက်ပြောမယ်ဆိုရင်တဏီကုံပြောတောင်ပြီးမှာမဟုတ်ဘူးကဲမင်းသားကိုဆက်ပြောမယ်နားထောင်မင်းသားကတော့ဥဆက်ဆွေးကြီးပြောမပြလဲကျွန်တော်ကတော့တီးပြီးသားပါယတနာကြီးနဲ့တင်းတင်းကြီးကမိထိုသမားအောင်မောင်းကိုမျက်စောင်းဝိုင်းထိုးကြတယ်ဆက်ဆွေးကြီးကတော့ပြုံးပြီးစိုးပါအောင်လို့အောင်မောင်းကိုမေ့ဆက်ပြတယ် အတန်တွေဟန်တွေတိတ်ကောင်းနေဖို့မလိုဘူးလက်ချိုးခြေချိုးအကွက်ကြကြကတ်တက်ဖို့လည်းမလိုဘူးတစ်ဗျိုင်းခုံခုံတဲ့ရင်နှစ်တချင်းကိုအစလေးပဲစပေးပြီးမင်းသမီးတွေကလက်ခုပ်တန်းနဲ့တန်ပြိုင်ဟစ်ပေးရင်သုံးဇက်ထောင်ဇက်ဆရာရဲ့တားဖြစ်မယ်ဆိုရင်ဒါမင်းသားဖြစ်ပြီပဲပေါ့မဟုတ်ဘူးလားကျွန်တော်ပြောတာလက်တွေနီးနီးဆက်ဆက်မာကို ပြနိုင်တယ်နော်ညင်းမမကြိုးစားကြနဲ့ အောင်မောင်းစကားဆုံးတာနဲ့အာလုံခွတ်တိုးခွတ်လန်ကိုရည်ကြတယ်။အောင်မောင်းကိုဇက်ကဇမင်းသားကိုစောင်းတုံမှန်အာလုံနားလည်နေကြတယ်။ဇက်နောက်အပေါ့ဝါကဝင်လာတဲ့ဇက်ထောင်ဇက်စရာတွေကိုလှမ်းတွေ့လိုက်တာကြောင့်တယောက်နဲ့တယောက်မျက်နှာရိပ်မျက်နှာကဲပြလိုက်ကြတယ်။ဇက်ထောင်ကသူ့တို့ကိုဆွေတောင်းကြည့်မသွားပဲသူ့လန်းသူ့သွားတယ်။ကဲကဲကိုလိုကိုဆက်လုပ်ကြတော့လှုပ်ရှားမရှိလဲနားကြ။တော်တော်ကြာကြရင်ရေလုံးပြုတ်နဲ့စားကြရတော့မယ်။ ပရိသတ်မြင်မာတော့လှလှပပနဲ့အားကြစရာဘဝဇက်ခုံနောက်ကတကယ့်ဘဝကိုလာကြည့်သေးခြင်းစမ်းနေဆက်ဆွေးကြီးကဝိုင်းကိုတင်လိုက်တယ်ယတနာကြီးတင်းတင်းကြီးနဲ့အောင်မောင်းစကားဝိုင်းကထတော့သူ့ထင်းယူတစ်တာတဲကဖိတ်တုတ်ကိုထုတ်ပြီးကလပန်ထိုးလိုက်တယ်နှစ်ခါသုံးခါလောက်ကလပန်ထိုးပြီးမှဖဲတော့ကိုကိုချိုးကိုဝေဝေတယ် ငါအိမ်လုံးကဖဲသုံးချက်စီကိုတကယ်ဝိုင်းမှာကစားနေတယ်လို့ပဲပို့ပြီးအပွင့်ကြည့်တယ်။စိတ်အေးလက်အေးပဲဘယ်ကိုမှအာယုံမလွင့်ဘူး။ဇက်ထောင်နဲ့ဇမင်းသားတုတ်သီးတုတ်ပြားနဲ့ဇက်ယုံထဲကထွက်သွားတာကိုလည်းဖဲချက်ပေါ်မှာပဲသူအာယုံစိုက်နေတာကြောင့်လုံးလုံးမသိလိုက်ဘူး။မနေ့ထမင်းစားချိန်မှာထမင်းစားဖို့ထမင်းသွာထဲ့တော့မှဇက်စရာရဲ့မိယောဂါပြန်ထလာတဲ့အကြောင်းကြားရတယ်။ကိုမျိုးကိုပြန်ကနေတော့မှ ကိုထီလက်ရောက်ပြုစုခွင့်ရတာတော်သေးရဲ့လို့တွေးမိလိုက်သေးတယ်။နောက်နေ့မနက်တော့သတင်းသွားမေးအုံးမှလို့တခြားလူတွေကြားအောင်ပြောခဲ့သေးတယ်။လူကြီးပြီးအချိန်မရှိတဲ့လူကြီးကျုပ်ဘွားရေးသားတိမ်ပါသွားရင်တော့လားခမားနဲ့ကျုပ်အတွေ့ပဲ။ဇမင်းသားကဇက်ဆွေးကြီးကိုလက်ညှိုးတငေါငေါထိုးပြီးကျိန်းတယ်။ဇက်ဆွေးကြီးကတခုခုပြန်ပြောမယ်လို့ပါဇက်ပြင်ပြီးမှဘာမှပြန်မပြောပဲအသက်ပြင်းချတယ်။ ဆက်ဆွေးကြီး စိတ်ထိထိဂိုက်ဂိုက်နဲ့ခံစားနေရတဲ့ပုံပဲဆက်ဆွေးကြီးရှေ့ကဇမင်းသားခြာကနေလှည့်ထွက်သွားမှဘေးကဝိုင်းမိကြတယ်ဆက်ဆွေးကြီးကဘသူ့ကိုမှဘာမှမဖြေပဲမချီပြုံးပြုံးပြတယ်ပြီးတော့ဝိုင်းမိကြတဲ့လူတွေကြားထဲကခက်ပြေးပြေးထသွားတယ်ညာပိုင်းဇက်ကရတော့မဲ့ချင်းမင်းသားပြင်ဆင်နေတဲ့ခိုက်မှာမင်းသားရဲ့လက်ဆွဲတပည့်ညီတိုးကိုမင်းသားကအကျိုးအကြောင်းပြောပြတော့မှ တဆင့်စကားတဆင့်ကြားနဲ့အဖြစ်အပျက်ကိုအားလုံးသိသွားကြတယ်။ကြားရတဲ့သူတွေအားလုံးအံ့ဩသွားကြတယ်။မင်းသာစိတ်ဆိုးမယ်ဆိုရင်လဲဆိုးလောက်တယ်။ဥဇက်ဆွေးကြီးကဒလောက်တောင်းဆိုတော့လွန်နာပေါ်လို့တင်ကြီးတဲ့ဝေဖန်ကြတယ်။နောက်တနေ့ကျတော့အဲ့ဒီအကြောင်းကိစ္စနဲ့ပတ်သက်ပြီးဇက်ဆွေးကြီးကိုဆွေးတဲ့လူကဆွေးစောင်းတဲ့လူကစောင်းကြတယ်။လွန်နာပေါ်လို့မကြားတကြားနဲ့ပြောတဲ့လူကပြောတယ်။ဇက်ထဲမှာအသက်ကြီးဆုံးလဲဖြစ် ဇကောင်းအုပ်ဇဦးစည်းလိုဖြစ်နေတဲ့ဘာဒွေမင်းကောင်ကတော့လူကြီးပီပီတတဘလို့ဖြစ်တာလဲလို့လေးပြေးလေးနဲ့မေးရှာတယ်။ကျွန်တော်မှရှိတဲ့ဖဲတော်အဟောင်းကဟောင်းလွန်းတော့ကလပန်ထိုးလို့မကောင်းတော့တာကြောင့်လူနာသွားမိရင် ဖဲတော်အစ်စ်ဝဲသွားမိတာပါ။ကပိုက်သေးကိုဖဲတော်ထည့်ထားတာမေးပြီးလူနာမေးပြီးပြန်ထမှာပစိုးပြင်ဝစ်လိုက်တော့ဖဲတော်ကကြာသွားတာတမျိုးထင်စရာဖြစ်သွားတာပေါ့။ လူနာဘေးမှာရှင်းပြရင်မကောင်းတဲ့စကားမှုဘာမှ ရှင်းပြမနေတော့ပဲကျွန်တော်ဖဲတော့ကောက်ပြီးပြန်လာတာဆက်ဆွေးကြီးစကားဆုံးတော့ဘာရွေးမင်းကောင်ကဘာမှပြောမနေတော့ပဲတပြင်းပဲချပြီးလှည့်ထွက်သွားတယ်ကံကောင်းထောက်မှစွာပဲနောက်၃၄ရက်ဇမကူးခင်မှာမင်းသားရဲ့ဘွားကြီးထူထူထောင်ထောင်ပြန်ဖြစ်လာတယ်မင်းသားနဲ့ဇက်ဆွေးကြီးရဲ့အဆက်ဆံကတော့တိတိသားသားကိုတန်းသွားတယ် ဇက်ရာဒီကုံရင်တော့တယောက်နဲ့တယောက်အစေးကတ်ကြတော့မှာမဟုတ်ဘူးလို့ဘေးလူတွေကထင်ထားကြတယ်။ဒါပေမဲ့ဇက်ရာဒီကုံပြီးနောက်တရားဒီအတွက်စာချုပ်ချုပ်ကြတဲ့အခါကျတော့မင်းသားတို့မိသားစုနဲ့ဇက်ဆွေးကြီးဘာမှဖြစ်မထားတယ်လို့ပဲအတုံးကြိုပေးတဲ့သူကပေးယူတဲ့လူကယူပဲ။လုံးလုံးလျားလျားဆန္နာရတဲ့နှစ်လလုံးလုံးမှာဖဲဝိုင်းတွေမှာပဲဇက်ဆွေးကြီးအချိန်ကုန်နေအနိုင်ရှုံးကတော့နှဲသမားပါဇက်လို့ ပိန်လိုက်ဖောင်းလိုက်ပဲဇက်ပြန်တိုက်ဖို့စူယုံရမယ်ရက်မရောက်ခင်တပတ်လောက်လိုမှာဝမ်းမမှန်လေးမမှန်နဲ့ငုတ်တို့ဖြားဖြားရာကအအိတ်မမှန်အစားမမှန်ငဲ့တဲ့ဒဏ်ကပါ စုထီတယ်လို့ဖြည့်ပြီးအိတ်ရတဲ့ဘုံဘုံကိုလဲတော်တယ်ဇက်တိုက်ဖို့စူယုံရမယ်ရက်မှာအရောက်မသွားနိုင်တော့ဘူးရှိတဲ့ငွေလေးကြေးလေးကိုတတိတိအကုန်ခံပြီး စေဝါကုသပဲမဲ့အခြေအနေက ကောင်းမလာတဲ့အပြင် ပိုလို့တောင်ဆူးဆူးလာတယ် အမျိုးအစွေတွေနဲ့အနီနာဝင်းချင်းရက်စွေရက်မျိုးတွေကလည်းနိုင်တဲ့လောက်ဝိုင်းကူညီကြရာရှားပါတယ်ဒါပေမဲ့တနေ့တက်တနေ့ပူဆိုးလာတယ်ရောက်ရမယ့်ချိန်ရောက်မလာပဲဇက်တိုက်ပြီးလူလူရက်20တလနီးနီးတီဘာတရင်အစနာမှမကြားရတာကြောင့်ဇက်ထောင်ဇက်ဆရာယူရူရွာတာဖြစ်လာတယ်ကနဦးထင်ထားသလိုတခြားဇက်အဖွဲ့ညိမ့်အဖွဲ့တဖွဲ့ဖွဲ့ကိုပြောင်းသွားတာမဟုတ်တာတော့တေးကြတဲ့လောက်ပဲလို့ဆွေးနွေးယူဆလာကြတယ် ဘာတွင်းမင်းငောင်ကအချိုးချောင်းကိုအသေးချာသိရအောင်သူနေတဲ့ရက်ကို လူလွတ်ပြီးစုံစမ်းခိုင်းမှုဇက်ထောင်ဇက်စရာကိုအကြံပေးတယ်မင်းသားကလူငယ်ပြီပြီစိတ်မြန်လက်မြန်ပဲသူတပည့်ဏီတိုးကိုဇရိတ်ပေးပြီးဇက်ဆွေးကြီးဇာတိအထက်ရက်ကိုသွားစုံစမ်းခိုင်းတယ်ဇက်ဆွေးကြီးစီဏီတိုးမရောက်ခင်တရက်ကပဲဇက်ဆွေးကြီးကို ဆွေမျိုးတစုနဲ့အရက်ကစေးယုံတင်ပေးလိုက်ကြတယ်ဏီတိုးဇက်ဆွေးကြီးကိုစေးယုံပေါ်မှာလိုက်တွေ့ရတယ် အဘိစကားပြောပြီးစေကုဇေယျကိုမဖြစ်ဖြစ်အောင်ယူလာမယ်အကြောင်းနီတိုးကပြောတော့ဇက်ဆွေးကြီးကခေါင်းမညှိခေါင်းမခါပဲမျက်ရည်တလဲလဲနဲ့ပြုံးပြတယ်တသက်လုံးပေခဲ့တေခဲ့သည်မှဒဏ်ကိုတပေါင်းနဲ့စုခံရသလိုမျိုးဆိုတော့ရဲ့ရဲ့ကလေးမှခမညာတကယ်ကိုရဲ့ရဲ့လေးပဲနီတိုးဇက်ဖွဲ့စီပြန်ရောက်ပြီးအချိုးအချောင်းပြောပြတယ်အားလုံးစိတ်မကောင်းကြဘူးဇက်သူဇက်သားတွေအားလုံးငွေစုထဲကြတယ် ဇက်ထောင်ကဇက်ထောင်တက်တက်မင်းသားကလည်းမင်းသားတီးတဲ့ငွေအတော်များများထဲ့ကြတယ်။ညီတို့နဲ့နောက်တစ်ယောက်ကိုပါအတူတွဲထည့်ပြီးငွေပို့ခိုင်းတယ်။ညီတို့တို့ဆေးရုံကိုရောက်တဲ့အချိန်မှာဆက်ဆွေးကြီးတတိမရတစ်ချက်ရတစ်ချက်နဲ့မျောနေရှာပြီ။ဆက်ဆွေးကြီးဘေးမှာစောင့်နေတဲ့အမျိုးအစွေ လူနာစောင့်တွေကိုအတံမထွက်ပဲမေးထိုးပြီးအခြေအနေမေးတော့ခေါင်းခါပြကြတယ်။ညီတို့ကသူပြန်ရောက်လာတဲ့အကြောင်းနဲ့ စေကူစရိတ်ငွေပါယူလာတဲ့အကြောင်းဆက်ဆွေးကြီးနာနာကပ်ပြောတယ်။ဒါပေမဲ့ဘာမှမကြတော့မသိတော့တဲ့ပုံနဲ့သင်မင်းနဲ့စစ်တလင်းမှာစစ်ခင်းနေရရှာတယ်။နောက်ထပ်တနာကြီးကြော်ကြော်လောက်ကြတော့ဆက်ဆွေးကြီးစီဝိန်ချုပ်တယ်။အလောင်းကိုအိမ်ပြန်မတည်ကြတော့ပဲစေယုံမာတွင်ပြင်ဆင်ပြီးနောက်နေကြတော့စေယုံကနေတင်းညိုင်းကုန်းကို တန်းချတယ်။မြေချကန်ဒီမှာနီတိုးကဇက်ကိုလာဖို့မလိုတော့တဲ့အကြောင်း လက်ပြခွဲရတယ်ဆက်ဆွေးကြီးအာသူဘကသူ့ရက်မှာမှုလားတော့မသိဘူးအတော့ကိုစီတယ်တေပန်းပွင့်တယ်လူများပြောရမလောက်ပဲနီတုံးတဲ့သူ့ဖော်ကဇက်ကပေးလိုက်တဲ့ဆေးကုစရိတ်ကို အရက်ကိုအပ်တယ်အရက်လူကြီးတွေကဆက်ဆွေးကြီးမှားခဲ့တဲ့အတိုင်းဇက်ဆရာစီကကြိုးထုတ်ခဲ့တဲ့အတုံးငွေကိုအဲ့ဒီငွေတွေကပဲပြက်နှုတ်ပေးတယ်နီတိုးတို့ကယူဖို့အကြောက်ကန်ညင်းတယ်ဒါပေမဲ့တေသူမှားခဲ့တဲ့စကားမှု့ မယူဘဲမနေပါနဲ့လို့အရက်လူကြီးတွေကလည်းတလီတဲ့ထွက်တယ်။ဒါဖြင့်ငွေပါမလာရင်တော့ကောလို့ညီတို့ကကက်ကက်တက်တက်ပြန်မေးတယ်။လူမလာရင်ဒါမှမဟုတ် လူလာရက်နဲ့ငွေမပါခဲ့ရင်တော့ဟဲဒီဖဲတော့ကိုပေးလိုက်ပြီးရတဲ့အကောင့်နဲ့အသုံးကျုံငွေကိုပြန်ဆက်ပေးပါလို့မှာခဲ့တဲ့အကြောင်းဖဲတော့တပြပြနဲ့ညီတို့ကိုတယောက်ကပြန်ရှင်းပြတော့ညီတို့ဆိုတာငိုပဲငိုရတော့မလို့လို့ရီပဲရီရတော့မလို့လို့နဲ့ ဘာပြောလို့ဘာလို့ရမှန်းမသိကိုဖြစ်သွားတယ်ဆက်ဆွေးကြီးသူ့အလုပ်ပေါ်သူကျွမ်းကျင်ခြေပွန်တတ်တာနဲ့သူ့အလုပ်ပေါ်မှာသူထားတဲ့မာနကိုနီတိုးဇက်ဇက်မြင့်မြင့်နားလေလိုက်တယ်အရက်လူကြီးတယောက်ကဟိုဘက်ဒီဘက်ကောင်းအောင်အတုံးကြုံငွေတဝက်နဲ့ဖဲတော့ကိုနီတိုးကယူသွားဖို့ဝင့်ဖြန့်တယ်ဒီမှာကစားဖို့ဖဲတော့ကိုထားခဲ့ရဲ့လားလို့နီတိုးကအရှုံးဖောက်ပြီးတော့တယောက်ကဖဲတော့နောက်တစ်ထုပ်ကိုပြပြီးထားခဲ့ပါတယ်လို့အတီးပဝင့်ဖြေတယ် နီတိုးဆိုတာကို့နဖူးကိုကို့လက်နဲ့ရိုက်ပြီးအအတယောက်လိုဘာပြောရမှန်းမသိကိုဖြစ်သွားတယ်။ရက်လျောင်အထိနေလို့မဖြစ်တော့အာသူဘမြေကြပြီးနောက်တနေ့မှာအတုံးကြုံငွေတဝက်နဲ့ဖဲတထုပ်ယူပြီးနီတိုးပြန်လာလိုက်တယ်။ဖဲတုံနှစ်ထုပ်လဲဝယ်ပေးခဲ့လိုက်တယ်။ဇက်အဖွဲရဲ့လူဆုံသူဆုံမှာနီတိုးကအเจ้าဆောင်ကိုပြောပြတော့ငိုလဲငိုကြရီလဲရီကြတယ်။ဘာတွင်မင်းကောင်းက ကြုံမကြုံဘူးပေါ့ကွာလို့ငိုတော့ရီတော့မလို့နဲ့မှတ်ချက်ဝင်ချတယ်မင်းသားဆိုတာမျက်ရည်ပောက်ခနဲ့ပောက်ခနဲ့တောင်ကြတယ်တစ်တာမှောက်ပညာကုံအကုံတက်တဲ့လူကြီးလို့တဆွေဆွေတသတာပြောရှာတယ်ဖုန်ကြီးငါးပါးပင့်ပြီးစွန့်တော့တရားနာ အမျှတန်းဝေးကြတယ်ဖုန်ကြီးတွေစွန့်ဖုန်ပေးပြီးပြန်ကြတော့မှလူတွေဆက်စားတယ်စားပြီးတာနဲ့ဇက်ဆွေးကြီးရဲ့ဖဲတုံနဲ့ဖဲဝိုင်းထိုင်တဲ့လူကထိုင်ကြတယ်နီးတိုးက အကောက်ကောက်ရအောင်မလားလို့ဇက်ထောင်ဇက်စရာကိုလှမ်းမိတယ်။ဇက်စရာကငါပြန်ရစရာငွေကို ပြည့်ပြည့်ဝဝပြန်ရပြီးပြီလို့ငါအမှတ်ထားပါတယ်။တန်တရာကျွေး तू ငါကိုပေးစရာလုံးလုံးမရှိပါဘူး။အကောက်လုံးဝမကောက်ပါနဲ့လို့ပြန်ပြောတယ်။ဇက်ဖွဲ့မှာလူများကြီးပဲမဲ့ဖဲတော်တထုပ်ထဲနဲ့ပဲဝိုင်းနေ။ငါးယောက်ကထိုင်ကစားကျန်တဲ့လူကဘေးပေါက်ကကြိုက်တဲ့အိမ်ကိုဝင်ထိုးမင်းသားကိုယ်တိုင်ဒိုင်လုတ်တယ် ရှိတဲ့လူအလုံးဖဲကစားခြင်းကြတာမဟုတ်တော့ဖဲကစားခြင်းတဲ့လူအရေးအတွက်နဲ့ဖဲတုံတထုပ်သေးနဲ့လောက်တယ်ဖဲဝိုင်းစဆာခြင်းတဝိုင်းနှစ်ဝိုင်းမှာဒိုင်းကဝိုင်းလုံးကျုပ်ကိုစရတယ်မင်းသားဆိုတာဇက်ဆွေးကြီးကိုတတပြီးတဟဲဟဲနဲ့ရှင်နေတာပဲဒါပေမဲ့နောက်ပိုင်းမှာတောက်လျှောက်ကိုဒိုင်းဖဲသေတော့တာပဲဘသူပဲဘယ်အိမ်ကဝင်းထိုးထိုးထိုးသလောက်ရနေတော့ဖဲမကစားခြင်းလို့ဘေးထွက်ထိုင်းနေတဲ့လူတွေတောင် တယောက်လက်တယောက်ကမ်းပြီးထိုးလာကြတယ်။မင်းသားချွေးသည်ချွေးပေါက်တွေကြာပြီးရှူးရှူးရှဲရှဲကို ဖြစ်လာတယ်။ဇက်စရာကဝိုင်းကို ရက်ခိုင်းတယ်။မင်းသားကလက်ကပြပြီးမရက်ဘူး။တတုံငွေကုံသွားရင်တတုံငွေထက်ယူပြီးထက်ကစားတယ်။ထက်ကစားလဲထက်ရှုံးတာပဲ။ထိုးသားတွေကတော့အချင်းချင်းတွေဆိုတော့အာနာလာပြီးရှော့ထိုးလာကြတယ်။တချို့ဆို မျက်စိပြက်မျက်နှာပြက်နဲ့ထိုးတော့မထိုးကြတော့ဘူး။မင်းသားအိမ်ပြောင်းထိုင်ပြီးကစားကြည့်တယ်။မထိုးဘူး။ ဖဲချိုးတဲ့လူကိုပြောင်းချိုးခိုင်းတယ်ဒါလည်းဆက်ရှုံးနှုံးပဲကဲကဲမဟုတ်တဲ့နေရာမှာမင်းကလည်းဇွဲကြည့်မနေနဲ့တော့သုံးလေးတောင်ရှုံးသွားတာလည်းရှုံးပါစီတော့နိုင်တဲ့လူတွေကိုလည်းစိတ်မခုနဲ့နိုင်နေထိုးနေရပေမဲ့မင်းကိုအာနာပြီးခမရတွေလည်းမျက်စိပြက်မျက်နာပြက်တွေဖြစ်ကုန်ကြပြီတေသွားတဲ့လူရဲ့ဖဲတုံနဲ့တေသွားတဲ့လူကိုလည်းတောင်ပြောမြောက်ပြောပြောမနေနဲ့အိုးဇက်စရာကပြောပြောဆိုဆိုနဲ့ဖဲဝိုင်းလေကိုဝင်ရက်ပြီး ဖဲတော်ကိုသူသားစီကလက်ဖြန့်တောင်းလိုက်တယ်။မင်းသားကမချေမနှက်နဲ့ဖဲတော်ကိုပေးပြီးဝိုင်းထဲကထထွက်သွားတယ်။ဖဲတော်ကိုဇက်စရာကိုတိုင်၄၅၆ချက်ဖြဲပြီးကျန်တဲ့လူတွေကိုပါဆက်ဖြဲခိုင်းတယ်။ဖြဲပြီးရင်လွှင့်ပြစ်လိုက်ကြဖို့ပြောပြီးအိမ်တွေရရပဲဘာတွေးမင်းကောင်နားမှာသွားထိုင်နေလိုက်တယ်။ဇက်ဆွေးကြီးကမင်းသားတခါကကျင်းထားတာကိုမချေနှက်လို့တေမအစွမ်းပြတာလို့တွတ်ထိုးတဲ့လူကလည်းထိုးတယ် ဘဝတူဇက်သမားတွေဘက်ကပင်းနာလို့တူတူတိမ်တိမ်ပြောတဲ့လူကပြောကြသေးတယ်ဇက်ဆရာနဲ့ဇက်မင်းသားကိုအကဲခတ်တဲ့လူကခတ်တယ်ဖဲကစားတော့ကလုံးဝမပါတဲ့ညီတိုးကတော့ဂျောင်တောက်မှာငူငူငိုင်ငိုင်နဲ့ရှင်စင်ကရောတေကန်နီးတီလောကဇက်ခုံပေါ်မှာဆွဲဆွဲလန်းလန်းဇက်ရုပ်တရုပ်ထဲတရုပ်ဆောင်သွားတဲ့ဇက်ဆွေးကြီးအကြောင်းကိုအပြန်ပြန်အလှန်လှန်စဉ်းစားနေမိတယ် စပေးကြနေ1995အမှတ်30